ဘိုးကျောင်းအဆန်းကဘယ်လောက်များစံပတိရှိလဲဆိုရင်ကျွန်တော်အခွေဒီမှာအမြဲတမ်းပါပါတယ်။သူဖဆာဖလာဥက္ကဋ္ဌသူတိုက်ပုံမင်းနေပဲ။ဟေးတိုက်ပုံမင်းနေနော်။နတ်မောက်သားက33နှစ်မပြည့်ခင်သေးတဲ့လူကဆယ်တန်းပြည့်စရာနတ်မောက်မှာအကြောင်းမရှိလို့ရင်းနှံကျောင်းမှာသူ့အကိုဥပဝင်းကျောင်းမှာဖြည့်တဲ့လူကငင်းနေမဲ့ထိန်လင်းကစနေသားကမလေးစာနာစိတ်ကြီးနေလိုက်တာတက်မလို့ကာဝေးဦးစီးချုပ် ်အင်္ဂလိပ်ကိုချမရဂျပန်ခေါ်လာပြန်တိုက်ထုတ်ဂျပန်ထွက်သွားအင်္ဂလိပ်ပြန်ဝင်အင်္ဂလိပ်ပြန်ဝင်လာပြီလေလွတ်လပ်ရေးတောင်းဆိုဖို့ငါစစ်ဝတ်စုံချွတ်ပြီဘုံကြောင့်ဆန်အင်္ဂလိပ်ပြန်ဝင်လာတော့စစ်ဝတ်စုံချွတ်လိုက်ပြီဖတ်စာပတ်လာမှာငါဥက္ကဋ္ဌနိုင်ငံလုံးပဲတပ်ဝတ်စုံချွတ်တယ်လေတိုင်းပြည်လွတ်လပ်ရေးကိုလုပ်တဲ့နိုင်ငံသမားဆိုတာတပ်ဝတ်စုံချွတ်ရမယ်ဘုရားဆံဘောင်းမီနဲ့အင်ကြီးအုတ်ထုတ်ရှုဖနာကုန်ချွတ်လိုက်တယ်တိုက်ပုံအမဲနဲ့ကောလံကတော့နဲ့ပိုးပေါ်ဖို့လို့တဲ့ခေါင်းပေါင်းနဲ့ချသွားပြီဘုရားဆံဖတ်စာပါလာဥက္ကဋ္ဌ ဆက်ကြည့်ဦးမသိခင်တနေ့ဘုကြောင့်ဆန်ပြတ်တယ်အကုန်ချွတ်ပြတာဘောင်းမီတွေရောအင်ကြီးတွေရောအုတ်ထုတ်တွေရောဟိုလ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 ိုမလုပ်ဘူးသူကဘာဘာညာပို့တကယ်ပြောတာလေမလုပ်ဘူးမြောင်မြောင်မပေးနဲ့မြောင်မြောင်မပေးနဲ့ဟလာကိုကြီးမင်းကြီးခလားလူတွေမြောက်ပေးမမြောက်ပေးနဲ့ကျွန်တော်ကအယုတ်ကံပြောတာကျွန်တော်6ကလူရဲ့ဆန်းဆန်းကြီးရဲ့လက်ခုလက်ထပ်တီးနေတယ်ကြောက်စရာကြီးတွေဆရာကြီးကိုအောင်တင်ပြောတယ်လို့မလုပ်နဲ့နော် လက်ခုမတီးရင်မင်းရဲ့အမှုကတာမန်တင်မမှုတဲ့လက်ခုတီးရင်မင်းအမှုကကြီးပြီရာဇဝဲမှုတဲ့မလုံးနဲ့တော့ဒုက္ခမပေးနဲ့ရာဇဝဲပြေးသားမယ်လုံးနဲ့ထားတော့ဖာစာပလာဥက္ကဋ္ဌအိမ်မှာနေပြီးဒေါခင်ကြီးနဲ့သမီးနဲ့သားနဲ့ကားနဲ့ထွက်လာတယ်အခုအံ့ဩစရာကြီးတော့ကံတော်ကြီးဆောင်တာဝါလေးအိမ်ကိုရန်ကုန်ဆရာကြီးတို့ရလူများစုတိလို့ကျွန်တော်ပြောတာပါကံတော်ကြီးဆောင်ခုပြတဲ့အိမ်လေသူ့သမီးနေတဲ့အိမ်မဟုတ်ဘူး အခုရန်ကုန်တက်တူဘေးနာတက်တူရိတ်တာလမ်းဘဝသူသမီးနေတဲ့အိမ်မဟုတ်ဘူးအဲ့ဒါကဟိန္ဒူကလာကြီးတယောက်ကအိန္ဒိယမပြောင်းခင်လက်ဆောင်ပေးသွားတာတနာလို့ဘုကြောင့်ဆန်းအိမ်မရှိလို့ရန်ကုန်မှာတိုင်းပြည်ကောင်းဆောင်နံပါတ်1အိမ်မရှိဘူးကွာတယ်ကွာပါညီမင်းညုံနဲ့ကွာပါဟိုကောင်ညီမင်းညုံကြီးပြောတာတွေ့တိုက်ခန်းရှိတယ်အိမ်မရှိဘူးဟဲ့ကြေကွဲစရာကြီးနော်သမီးတို့ထားတာအိမ်မရှိဘူးအဲ့ဒါအဲ့သူသမီးကသူမပေးထားတာ အခုပြတဲ့လူတွေအရင်အစိုးရပေးထားတာကျွန်တော်ဒေါသချလိုက်ပြောရင်ပြောနေစိတ်ခေါ်မယ်ကဲ၆သားတွေနဲ့ဘိုးကြောင့်ဆန်သူ့ဘက်သူပတ်ဆန်ဆုပြီးတော့လာခကိုဆုပြီးတော့ဝယ်ထားတဲ့တိုက်ခန်းပြောဆယ်ရီကန်းမောင်သားချိုးအကြည်တော်အောက်မှာထိုင်နေတဲ့ညီမင်းညိုဒေါက်တာဦးထင်းမောင်ခေါ်ဆိုင်းဆရာနှတ်မှုရောကဗျာဆရာရှိတဲ့မောင်သားဆို၆တူရောကိုဖေတင်ညွန့်တို့ရောအကုန်လဲပဲဖြတ်ကြမယ်ကဲကျွန်တော်လိုက်ပြပြန်ကြောင်ကြောင်သားဘယ်လမ်းမှလည်းပြောကျွန်တော် ဆုလိဖျားလမ်းမှာလာပြောကျွန်တော်ဗျာကဲညတကယ်ပြောနေတာလို့ကြီးကျွန်တော်နားထောင်ကောင်းပြောတော့မဟုတ်ဘူး33လမ်းမှာလာကဲဗျာကျွန်တော်ဘာလမ်းမှာလာကဲဘယ်နားမှာလဲမပြောဘယ်ထမ်းမှာလဲဘယ်အကွာမှာလဲစမ်းကြောင်းမှာလာညနေကုန်းမှာလာလှဲတန်းမှာလာငါးပေကန်းဗျာကျွန်တော်တတ်ခံမယ်မောင်တော်ရှင်တတ်ခံမယ်ကဲအောင်ဆန်းကသူ့မဆန်းနဲ့ဝယ်ပြီးဆုပြီးတော့ဝယ်ထားတဲ့တိုက်ခန်းငါးပေကန်းဗျာကျွန်တော်ကဲမတော်လို့ချေခွဲစရာကြီးတိုင်းပြည်ရဲ့နံပါတ်1ခေါင်းဆောင်ကဆယ်ပေကန်းတော့မဝယ်နိုင်ဘူးလားကျွန်တော်ကဒေါသထနေတာ ထားပါဗျာအေးထွက်ထွက်လာလေကထွက်လာပါဖြစ်လေကအဲ့တော့ထွက်လာပြီကားနဲ့ထွက်လာပြီအကျော်တဲ့ဒီရပ်ပြီလုံရင်တို့ရှင်းရက်ဒရိုင်မာတက်တက်ကြီးကျော်စိဆင်းသွားပြီအကျော်တဲ့လင်မယားနှစ်ယောက်ကျွန်တော်ကဟိုအခြေုံငယ်လို့မြန်မာပြောနေတာမိမအကျော်ကျော်နေတယ်ဒေအိုနဲ့ဘူဒီကျော်လေးပဲဘရားကျော်လေးကိုလာအထက်လာအောက်လာပေါ့ယောက်ျားအဝတ်ကလေးနဲ့ဒါမျိုးရင်ရွက်ကလေးနဲ့တုံနေရတနေ့တည်းလေးအမိုးလေးနဲ့မတ်တရက်လို့ဘွားဆိုလူတယောက်ဝင်လိုက်ပြီးအုတ်ထုံနဲ့ကာကီအေးကြီးနဲ့ကာကီပေါင်းမီနဲ့ 他不用生，妈妈老啥木不，对吗？他鸡木不，南北啊，交代的先发了，等你讲了不用生，给给就骗骗的我，哈，哈，不就急，没快吃大餐，你都别别别那样嘞，嘿哟，有刚表妹妹叫你搞有，我没得皮。 ကျွန်တော်ဒနုယဘက်ကပါဗျို့ဒနုယဘက်ကမြစ်ပါလေကျွန်တော်ကရင်ကဗျာမြစ်ပေါ်တက်လာရောင်တက်လာတယ်လေတိုင်းပြည်မငြိမ်မသက်နဲ့ဗျို့ကစစ်ဖြစ်တဲ့ကာလကြီးမှာအင်္ဂလိပ်နဲ့ဂျပန်အထက်ဝင်တွေနဲ့ကရင်နဲ့ဗမာနဲ့တက်ကြကျွန်တော်တို့မိသားစုစာဝန်တွေခက်လို့ရန်ကုန်တက်ကြောက်မြောင်းမှာကျွန်တော်တို့အိမ်လေးငှားပြီးနေလို့မြစ်လို့စပါလို့တာလေအစကျွန်တော်မြင်းလဲမောင်းတာဗျို့မကြိုက်လို့ကျွန်တော်ကျွန်တော်တို့အကျော်မြတ်သားသမီးရှိတာကျွန်တော်လင်မယားအသားမီးမထွန်းရပါဘူးဗျို့အဆင်ပြေလားအကျော်လေးရောင်းတဲ့ခါကျကျွန်တော်အဆင်ပြေပါဗျို့မင်းငါကြည့်နေတာကြာပြီမြစ်ဆွတ်ချက်ချင်းပြန်နေတယ် ဒီစင်မလာကြီးကျွန်တော်တို့ပြသူတပုတွေကြီးပေါ့ရောင်မချမ်းနေကြကြီးငါကားမောင်းရင်မောင်းရင်လည်းမင်းကိုဖြတ်ဖြတ်ကြည့်နေတာမင်းတပတ်လောက်ရှိပြီနော်တဲ့ကဲအခုမှဆင်းလာလာမဟုတ်ဘူးတိုက်ပြီးကောင်းတော်မှာကားနဲ့တွိုင်းလဲနှလန်းကြည့်နေရသေးပါလို့လမ်းပြပိတ်တက်ကိုကားကားမှတိုင်းမလူတွေကြက်သလားချောင်းသလားဈေးတယ်လေးတွေဘယ်လိုစားရသလဲဒီလိုကြီးဂုံဂူကြီးနဲ့မဟုတ်ဘူးမဟုတ်ဘူးသူကမဟုတ်ဘူးသူက မဟုတ်လေဘာ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 လဲကျွန်တော်မဟုတ်ဘူးရိုးရိုးပြောတာကျွန်တော်မျက်စိကဘေးမချော်နဲ့တို့ကြီးမဟုတ်ဘူးခိုးကြည့်ဒီကြည့်ကြည့်သွားတာလေကြည်ရင်ကြမ်းလာနေမှာတွေ့တော့ဟေးအလွန်ထူးဆန်းနေနော်ဆင်းချလာလားအေးမင်းကိုငါပြောမယ်ကွာလေငါအိမ်မှာမခင်ကြည်နဲ့ငါနဲ့မနေ့ကညတော့စကားပြောကြသေးတယ်တဲ့တို့လမ်းထိပ်ကအကျော်တရကောင်းလေးရအဲ့ဒီမရှိဘာမရှိနဲ့မခင်ကြည်ရဲ့ငါတနာနေတာငါတနေ့တော့ဆင်းမေးဦးမယ်ဆိုငါခုရုံးကျင်နေတဲ့ဆော့လို့ငါဆင်းမေးတာလေမင်းအဲ့ဒီမရှိဘူးလားအဲ့ကြမှာဆွတ်တဲ့ဂျိုင်းမြန်တဲ့ကောင်လေးက တို့ချင်ကျွန်တော်မှမရှိပါဘူးဘာမှပြည်သူပြည်သားများဆင်းရဲပြီဆိုရင်မတို့ကုန်းကောက်ဆရာမရှိပါဘူးဟင်းသလားတက်ကတူမှနေတယ်ကျွန်တော်တက်ကတူရှိရအပေါင်ဆိုင်လေးကကိုသိန်းဝင်းနဲ့ကျွန်တော်နဲ့ရင်းနှီးလို့ကျွန်တော်တောသွားထိုင်နေတာလာပောင်လိုက်တာထမင်းအိုးတွေဆောင်းနေမကြသေးပါဘူးကျွန်တော်ရန်ကုန်ပြောင်းလာလား၃နှစ်ရှိပါသေးတယ်မတို့မောင်းတာချွေအဲ့တော့မဆိုးဘူးကျွန်တော်ဒါပြောလက်ခံတယ်ဆရာဦးကျွန်တော်တို့မဆိုးပါဘူးသူဆိုးသူများဟာ ဆရာကြီးကြောက်เสียကောင်းတော့မနေ့ကအဲ့ရထလာလဲညဆောင်ချုံအေးတယ်ဆောင်ရင်းချမ်းလို့ဒီတော့ဘယ်လောက်လဲ400ကျူသွားတယ်ဟင်းလာဈေးထွက်သွားတယ်အဲ့ပင်လေလမြန်းနှစ်ယောက်တောက်တုံမရအကုန်လုံးတယ်ဝက်သားတောင်းချမ်းတယ်ရောပေး50ပေးတရား9000ထမ်းမယ်ဆရာကြီးတို့ပေး150ဆရာအဲ့လိုပေါ်ဆရာရေဘိုက်စားတယ်ဝင်းကဝက်စားမယ်လက်ဖိတ်တောင်းမယ်စိတ်တောင်းမယ်ပြင်းဘောလုံးထဲမှာအိတ်မယ်ဈေးကအိမ်သားမှာတက်မယ်အပန်းချင်းချမယ်ဆရာရေညနေဆောင်သွားတော့အခါမှာသူတို့လက်ထက်မှာ၄၅၆ဝက်တထောင်ချွတ်သွားပြီဆန်လေးတစ်လုံးနှလုံးဝယ်မယ်ငါးလေးဝယ်မယ်ရက်ကွက်ထဲပြန်လာတယ် ်မနေ့ကပေါင်တဲ့ဆောင်ကိုရွေးရမယ်ညကြချမ်းပါဘူးညော့400အတော့40ကျွန်တော်တစ္ဆာစကားပြောပြရသည်6ကကျွန်တော်ဗမာမိတ်ဆွေများကျွန်တော်အမျိုးတွေတွေ့ရတယ်ပဲကျွန်တော်တို့ကျွန်တော်ကြည့်ရင်းနဲ့လေတို့လူမျိုးတွေဆင်းရဲပြီဆိုရင်အမိုင်းစိတ်ကဘာမှာအမေရိကန်မှာဆင်းရဲတာကဈေးခံကားမရှိတာဟုတ်မှာဆရာချမ်းရင်းနဲ့မနေနိုင်တာဆရာရဲ့အစားတော့ပြည့်စုံနေတော့တိုက်ဆင်းရှိတယ်ဆရာရဲ့ တို့ဗမာအမျိုးသားတွေဆင်းရဲပြီဆိုတော့စောင်းပောင်ပြီးငါခွေးငါကောစိတ်ညို့နိုင်ငံကွာနာကြည့်လိုက်တာကွာကျွန်တော်ကိုသိန်းဝင်ရခမဒီကလုပ်ငန်းကိုဗျာဆရာရဲ့ကျွန်တော်စာဝန်ကြီးလိုရတာဆရာအတွမယူနေပေါ့ဗျာလို့မယူရင်ကျွန်တော်ကျွန်တော်ဘာရည်တည်မလဲဆရာရဲ့ကျွန်တော်ကတိုးလေးစားတာလေကျွန်တော်လည်းစိတ်မချမ်းသာဘူးဆရာကိုသိန်းဝင်ဟာကျွန်တော်နိုင်ငံမှာဒီစောင်းပောင်ပြီးတော့40ပေးပြန်သွားခမင်းလေးဆရာကိုညအိတ်ကြဆောင်လေးနဲ့မလက်လာလေးရချောင်းတချို့ကတန်အိုးတွေဆရာကြီးတွားကြည့်ဆရာပြန်ရွေးတယ် ဆံလေးနဲ့ချက်လိုက်တယ်ဇလုံးလည်းပုံချတယ်ငားလေးတွေငုပ်သီးသီးလေးတွေပါလိမ့်နေနာနာမင်းလေးနဲ့မှုလိုက်တယ်ဇလုံးလည်းပုံချတယ်အိုးဆေးထားတယ်လင်မင်းတော့စားကြတယ်အိတ်ကြတယ်မနေ့မနေ့အဲဒေါင်းပြန်ယူလာတယ်ရော့200ပေးနေလိုက်ပြန်ထုတ်သွား6သူ6သားများမှာအဲ့တော့သို့သူတို့ရှိချင်မှရှိမယ်ပေါ့သို့တော့ကျွန်တော်ကဆိုင်ရစီယာပြီပြီကျွန်တော်လျှောက်သွားတဲ့အခါကျတော့အလွန်တရာစိတ်ညစ်စရာကောင်းတာပဲဘုန်းကြီးဆံတွေ့တဲ့လူကမတို့ကကိုသားချုံဆိုင်ရစီယာပြီပြီလီစဲတယ်စွတ်ကြဲချိုင်းပြန်တယ်မတို့မထင်နဲ့တော့ တကယ်ခက်လာပြီဆိုရင်မလို့ရန်ကုန်ကကျေးဥဆောင်ရှိမှာခက်လေးလေးကြွကြွလေးနဲ့အကိုကြီးတောက်တာကြံလာပြီကတော့မတောင်းဘူးလားကဲကျေးဥတောက်တဲ့ဆိုင်မှာလေအကြံလေးလေးသုံးချတာတောက်နေရတာဟာတို့လူမျိုးကွာထားပါတော့ဘုံကျောင်းဆန်တာတွေ့ပြီလေမအေးမရှိဘူးလားဟုတ်ကဲ့ဘုံကျောင်းကျွန်တော်မရှိတော့ပါလို့တထင်လဲကျွန်တော်ခုနချွတ်မဲ့အင်းအနှွေးကြီးတိုက်ပုံမဟုတ်ဘူးဟေ့အောင်ရော့မိုက်တဲ့နတ်မောက်သားအောင်ဆန်းဥဖာတော်စုသားအညာသားမိုက်နေတာ ဘဝင်မြင့်တာလည်းမရှိဘူးငါပါကွာငါတက်မတော်တာတင်တာပရိကွာမနမ1ကွာတိုက်ပြီးခေါင်းဆောင်ပါညာမရှိဘူးလမ်းဘေးအကျော်တဲဆင်းပြီးတော့မှဟဲ့အောင်ငါယူမစင်ဘယ်သူကယူမှာလဲပကြိုကြီးကျွန်တော်ကျွန်တော်မဝှက်ချင်ဘူးပကြိုကြီးဟဲ့ယူလို့ပြောနေရလေနတ်မောက်သားရဲ့စိတ်ကကြီးတယ်ဟန်ဆောင်လာမှုဘူးတော့ကျွန်တော်ကျွန်တော်မဝှက်ချင်ဘူးမိမလှည့်ကြည့်တော့မိမလည်းမျက်ရည်နဲ့ကြာနေငွေ အကျော်တက်ဒေဝီတန်လိုက်နဲ့ဆွေးချလို့ရောမကြီးနဲ့လင်မယန်းနဲ့လှမ်းကြည့်တဲ့မျက်လုံးတွေရဲ့အတိပယာပါလဲဆိုတော့နင်းနဲ့ငါနဲ့ညားပြီးတော့ရန်ကုန်တက်လာတာဒုက္ခဒုက္ခတွေနဲ့တို့မေတ္တာတရားတို့ဂိယုဏတရားတို့ဘယ်တော့မှမတွေ့ခဲ့ဘူးနိဖက်ကမိတွေဖားတွေနဲ့တဝန်းကနှမောင်းခွက်တွေရောနို့စီဘူးနှလုံးပေးဘူးလားဆန်လေးမပေးဘူးပါဘူးငါ့ဘက်ကောရောင်းမတကောငပိလေးတကောစီလေးတမှုတ်သမိန်ဆိုလို့ထည့်ပေးဘူးသလားလောကကြီးမှာမေတ္တာတရားတို့ဂိယုဏတရားတို့စာနာထောက်ထားတာတို့မရှိဘူးထင်ခဲ့လား ယောက်ျားကြီးအခုတွေ့မြဲတွေ့တော့နတ်မောက်ကဗိုလ်ချုပ်အစမ်းနဲ့ကျွန်မတို့လည်းမရနေတော့တွေ့ကြပြီယောက်ျားရဲ့ငိုးနေတာတကယ်တော့ပါပြီယူလိုက်လေဗိုလ်ချုပ်ကြီးပြေးနေတာကျွန်တော်မယူချင်ဘူးဗိုလ်ချုပ်ရဲ့အကိုကြီးတယောက်ကညီလေးကိုဆူတဲ့အတိုင်းပဲဒီအညာသားဒီနားမလှမ်းမကန်းလူရဲ့နှလုံးသားကြည်စမ်းနှလုံးသားအဟာရတွေဟေ့အောင်မယူလို့ပြောနေရတော့ငါသွတ်သေးမသိချင်လို့လားငါဒီတည့်ရလို့ရဒီနေမှာမချမ်းနေမယ်အေးလို့သေးွားကျင်လာတယ်ရော့ဆိုပေးလိုက်တော့ ပဲ့သားကြီးနဲ့လောက်ဆွဆွဆွလိုက်ပြီးတော့ကမေးလို့ဝတ်ထားသိရင်လားမင်းရှင်နဲ့အသေးနဲ့ပေးနေတာဓာတ်ပုံရိုက်နေလို့ပေးတာမဟုတ်ဘူးအမျိုးသားကောင်းဆုံးဘကြုံဆန်းကစဉ်းစားလေးရတနာညာသာတော့အဖြစ်အိမ်ကပေးနေပုံမဲပြုံးပြုံးပေးပါဗျာအဲ့လိုမဟုတ်ဘူးကိုတို့အဲ့လိုမထင်နဲ့ဗီဒီယိုကင်မရာလေးနဲ့ဟာရိုက်ပြီးတော့ဟောအကျဉ်းသားကြီးတော့ဟာတို့ဘုံကြုံမဲမဟုတ်ဘူးဘသူမှမရှိဘူးဘသူမှမရှိဘူး ပေးတယ်လို့ပြတာကဲယောဆိုပြီးချရမှာပတ်ရသားနဲ့ဝုံဝုံဝုံဆိုကားပေါ်တက်ကြောစိဟိအောင်မောင်းဆိုတော့ဘုကျုပ်ကဒရိုင်မှာတက်တက်ကြီးကြောစိကိုစင်ကြီးတက်တက်ကြီးကြောစိလေနောက်ကဘုထွန်းလာမောင်းရောငိုလိုက်တာမတည့်တဲ့အတန်းတော့ဘာဖြစ်နေလဲတော့မိမလေဘာဆို့နေပြင်းနေမှာမြေးတိုးလိုက်အေးငုံကြည့်လိုက် တိုင်းပြည်ခေါင်းဆောင်တယောက်လမ်းဘေးရပြည်သူလူထုတယောက်ပေါ်မှာကျွန်တော်မိတ္တတရားကြီးမားတဲ့တိုင်းပြည်ရှိသလားပေါ့ကြီးကိုဆိုင်ပြုတ်လေတမတော်ရဲ့ထိတ်တန်းခေါင်းဆောင်အစိုးရအဖွဲ့ရဲ့နံပါတ်1ပုဂ္ဂိုလ်ကလမ်းဘေးရလူထုတယောက်ကစာဝိနေရင်းနဲ့ရာသီဥတုတန်ရည်ရဲ့တောကဒုက္ခတွေအပေါ်မှာစာနာထောက်ထားတဲ့စိတ်ကဒီကဘာမှာရှိသလားမကြည့်ခွင့်တိုင်းငိုနေတာ ကဘာဘွားခေါင်းဆောင်အတီးတီးမှာအဲ့စိတ်တွေရှိကြသလားဒီအိတ်မမွေးချင်ဘူးလဲသေးလိုက်၆သားတွေလဲသေးလိုက်မောင်သားချိုလဲသေးလိုက်ညီမညိုလဲသေးလိုက်ဒေါက်တာနှစ်မှုလဲသေးလိုက်ဘာတို့မှအိတ်စိတ်မျိုးရှိမှာလေဘာတို့လဲဆိုတော့ကျွန်တော်မသိဘူးကျွန်တော်ပေါ့ဗျာထားလိုက်ပါတော့နော်မရှိဘူးဗျာဟုတ်တယ်မလားချစ်ကွဲစရာအဲ့ဒီစိတ်ကိုကျွန်တော်မေးကြည့်တယ်ဆိုက်ကောလော်ဂျီဌာနဆရာတွေဦး ဆရာအဲ့ဒါဘာစိတ်လဲဆိုအဲ့ဒါဆမ်မတီလေခင်ဗျားပြောတဲ့ဆမ်မတီလေစာနာစိတ်လေကို့လောက်မပြည့်စုံတဲ့တတ္တဝါချောက်လေးအကျိုးလေးနေခင်မရှိချာဘူးမင်းမရှိချာဘူးညလေးကလက်မရှိဘူးမင်းမေခိုးလေးကစကားပြတ်တတ်ဘူးသာသနာလို့ချက်တီးလေးကိုတနာပါတယ်မင်းမေရေမင်းသားခွေးလေးကိုတနာလို့တလောက်အခြေခံစိတ်ကောင်ကပြည့်နေတဲ့အောင်ဆန်းဖတ်တဲ့အခါကျတော့ခုနကကြပြားလေးတွေဖတ်တယ်ချက်တီးရေချက်တီးရေရွှေခဲချက်တီးရေထားလိုက်တော့ရှည်လို့ ပပကလေးပွတ်တူသူစကားဟူထားလိုက်တော့ဘုကြောင့်ဆန်ကြောင်ဖက်လို့ဟာကောင်းလိုက်လားဒီစိတ်တွေပေါ်လာအောင်ငါတို့ဒီဆောင်းမားတွေကဒီကြပြားတွေကပေးတာလားအခြေခံစိတ်ကဒါလားကျွန်တော်တို့နှလုံးသားတွေပြောင်းလဲမဟုတ်ဘူးလားအေးဘောဟိုတမီးတမီးတငယ်ကြီးကအဖေမရှိချင်ဘူးတမီးတငယ်ကြီးကိုညှတာနော်အဲ့ထားသင်းမှုလေးကဟင်းလေးတွေပါတက်ဝက်ပြည့်တဲ့တငယ်ကြီးနော်တမီးကိုယ်တိုင်ချွေးနော်တမီးညှတာမယ် မိတော့တုံနေရကျွန်တော်တို့ဟုတ်တယ်မလားသမီးတကယ်ကြီးမုံဘုံမပိုင်ရင်လေမုံဆိုင်သွားခါရဝိုင်းကျွေးနော်နင်းတကယ်ကြီးကလေဖေဖေရောမရောမရှိတော့လို့အတော်နဲ့နေရတာသမီးရဲ့သူ့ကိုနော်စင့်ကြောင်မလုပ်နဲ့နော်စသည်စသည်အကိုကြီးတို့အမကြီးတို့စဉ်းစားပါဦးဒီစိတ်တွေသွင်းပေးတာကျွန်တော်လူစိတ်သွင်းတာမဟုတ်ဘူးလားစောက်ချောက်ကြဟဲ့အဲ့ဒီစိတ်မျိုးဝင်လာအောင်ကျွန်တော်တို့စားတော့ဟင်းလျာရှိပါသားလားကျွန်တော်ပြောင်းပြေးနေတာစက်သားစားလို့ရသလားအမဲခင်စားလို့ရသလားစိတ်ခင်စားလို့ရသလားကိုတို့ ဖာလူလာတောက်လို့ရတာလားကျွန်တော်ပြောပါဦးဘယ်လိုအားစေးတောက်ရင်အိတ်စိတ်တွေဝင်မလဲမင်းမျိုးညချမ်းကညမလေးတွေကျွန်တော်အဲ့တိုင်မိခဲ့တယ်မရစေရဘူးလို့တဲ့အဲ့လိုကြပြလေးတွေအဲ့ဒီစာလေးတွေအောင်ဆန်းအကြောင်းလေးတွေဖတ်တဲ့အခါကျတော့မှဒီစိတ်ဝင်လာတာနှလုံးသားအဟာရစိတ်တက်ခွန်အားတွေလူလူချင်းဆန္ဒထောက်ထားတယ်ခုနဆန္ဒရဖြစ်လို့တခြင်းကိုကြားတယ်လို့ပေါ့ ကိုရကိုရကိုစားတိမျိုးလွမ်းဖို့ဆွေးဖို့တရိယာဖို့ကိုဆရာသမားကိုမိဘကိုငယ်တငယ်ချင်းတွေဆင်းရဲနေပြီကိုကချမ်းသာနေပြီအမေရိကန်မှာအင်္ဂလန်မှာရန်ကုန်မှာခြောက်မှာတခုခုမှာငါရငါရွာလူတွေနွမ်းပါလို့ငါတို့စောင့်ရှောက်မယ်ဆိုစိတ်မျိုးတွေပေါ်ဖို့အကိုတို့ဘာစားမှာလဲကြက်သားကြော်စားမှာလား